အဲ့ဒီ၅ခုကဘာလို့ဆိုရင်နံပါတ်၁ကကာမိဆန္ဒကာမဆန္ဒဒီစကလုံးနှလုံးဆန္ဒဆိုတာလိုချင်တာကာမကလိုချင်စရာ အာယုန်တွေကိုကာမဆန္ဒဆိုတာလိုချင်တာလိုချင်စရာအာယုန်တွေကိုလိုချင်တာ desire for sense of pleasure လောဘတစ်မျိုးပဲနော်လောဘဆိုပါစို့မျက်စိကကြည့်ပြီးတော့ပျော်ရွှင်မှုကိုရှာတယ် နာကနားထောင်ပြီးတော့ပျော်ရွှင်မှုကိုရှာတယ်။နှာခေါင်းကနမ်းရှူပြီးလျာကလည်းရက်ပြီးခန္ဓာကိုယ်ကထိတွေ့ပြီးပျော်ရွှင်မှုတွေကိုရှာ။ကာမဆိုတာလူချင်းစရာအာယုန်တွေကိုကာမမျက်စိနဲ့မြင်ရတဲ့အဆင်အာယုန်လူချင်းစရာအဆင်အာယုန်နားနဲ့နားထောင်ရတဲ့နှစ်သက်စရာအတန်အာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့မှု့ချိုင်နဲ့နှစ်သက်စရာအာယုန်လျာနဲ့လည်းရက်ရတဲ့ကောင်းရတဲ့အရသာအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ ကောင်းတဲ့အထီးတွေ့အာယုံဓာတ်တွေကိုကာမလို့ခေါ်တယ်။ဘာဖြစ်လို့လဲဆိုတတဝါတွေကလူချင်းလို့လူချင်းစရာတွေဖြစ်သောကြောင့်ကာမ။အဲ့ဒီလူချင်းစရာအာယုံတွေကိုလူချင်းတာကိုဆန္ဒလို့ဒီနေရာမှာဆန္ဒလို့သုံးတာဟာဒီတောဘကိုရည်ညွှန်းပြီးတော့သုံးတဲ့စကားလုံးတစ်ခု။တမန်နေရာသုံးတဲ့အခါဆန္ဒဆိုတာတတ်တတ်ရှိဆန္ဒဆိုတာအကုသိုလ်ကြီးပဲမဟုတ်ဘူး။